ါရှင်ကျမတို့ငုခတ်တာပါ TV ရုံမြင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကချင်ပြည်နယ်ဖားကန်းမြို့မှာကချင်လွတ်လပ်ရေးတပ်တော် KIA ကလူသေစုဆောင်ခံခဲ့ရတဲ့အသက်မပြည့်သေးသူတွေနဲ့အမျိုးသမီးတွေအပါအဝင်လူရောက်30နီးပါးကိုပြန်လွှတ်ပေးလိုက်တယ်လို့ဆရာနာရှင်စန့်ကျင်ရဲ့လူမှုကွန်ရက်ဖားကန်းမြို့နယ်စီကသိရပါဗျာ ပြီးခဲ့တဲ့အော်တိုဘာလ17ရက်နေ့က KIA တပ်မဟာ6ကတာဝန်ရှိသူတွေနဲ့ဒေသတော်လိုင်းအင်အားစုတွေတွေ့ဆုံပြီးတဲ့နောက် KIA ကလူသစ်စုဆောင်ထားတဲ့အသက်မပြည့်သေးသူ10ယောက်ကျော်နဲ့အမျိုးသမီး18ယောက်ကိုပြန်လွှတ်ပေးလိုက်တာလို့ဆိုပါတယ်အဲ့ဒီတွေ့ဆုံပွဲအပြီးပြန်လွှတ်ပေးသူအယောက်30နေပါတဲ့မှာမိန်းကလေးအများစုကိုပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ဆက်နာရှင်စန့်ကျင်ရေးလူလူကွန်ရဲ့ဖားကတ်မြို့နယ်ပြန်ကြားရေးတာဝန်ခံကပြောပါရယ်။ဒါ့အပြင်အတင်းအကျပ်လူသစ်စုဆောင်တာငွေနဲ့ပြန်ရွေးရတာ ကချင်လူမျိုးတွေကိုပဲလူသစ်စုဆောင်တာအခွန်ကောက်ခံတာအကျင့်ပြတ်ခြားစားနေတာတွေကိုတင်ပြခဲ့တယ်လို့သူကပြောပါရယ်လက်ရှိမှာစိတ်မှုကြီးရွာအုပ်စုလုံခင်းကြီးရွာအုပ်စုအတွင် KIA ကအတင်းကျပ်တသားသစ်စုဆောင်တာတွေဆက်လက်လှုပ်ဆောင်နေသလိုစစ်ကောင်မရှင်တပ်ဘက်ကလည်းပေါ်တာဆွဲတာတွေလှုပ်ဆောင်နေတယ်လို့သိရပါရယ်ရှင် မန္တလေးတိုင်းသပိတ်ကျင်းမြို့နယ်အတွင်းကအမန်းစိန်ရွှေလုတ်ကွက်ထဲဗျုံခွဲနေသူတွေကိုတနက်နေ့ဟန်တာ6လှန်ရင်အရသားတစ်ယောက်မတော်တဆကြီးထိမှန်တိဆုံးခဲ့တဲ့အတွက်တိခတ်ခဲ့တဲ့ရဲဘော်ကိုထိမ့်သိမ်းထားပြီးစစ်ဆေးနေရလို့ MDY PDF စီကသိရပါဗျ။အော်တိုဝါလာ၁၇ရက်နေ့ကညောင်ဝန်းကြီးရွာသားကိုစိုးသူဦးကိုမန်းစိန်ရွှေလုတ်ကွက်အတွင်းရဲဘော်တယောက်ကဟန်တာ၆လက်ရင်ပြစ်ခတ်ခဲ့တာကြောင့်ဦးကောင်းပွင့်တန်ရာနဲ့တိုက်ဆုံးခဲ့တာလို့သိရပါဗျ။ ကြိတ်ခတ်ခံရပြီးတည်ဆုံးခဲ့ရတဲ့ကိုစိုးသူဦးရဲ့မိသားစုဝင်တွေရှိကို MDY PDF တပ်ဖွဲ့ကအော်တိုဘားလ15ရက်နေ့ကကြက်သိန်း20လာရောက်ပေးရခဲ့ပါတယ်။တည်ဆုံးခဲ့တဲ့ကာယကံရှင်မိသားစုကိုကျင်းတဲ့အထိပြည်လဲအောင်တောင်းပန်ထားပြီးလိုအပ်တဲ့ကူညီထောက်ပံ့မှုတွေကိုလည်းလှူထားပေးတယ်လို့ MDY PDF ရဲ့ပြောရေးဆိုခွင့်ရှိသူ Cosmon ကပြောပါတယ်။ ။ဒါပြင်ကျူးလွန်ခဲ့တဲ့ရဲဘော်ကိုလည်းထိမ့်သိမ်းထားပြီးစုံစမ်းစစ်ဆေးနေတယ်လို့ပြောပါရယ်။ရွှေလုံးကွက်ထဲမှာရွှေခိုးတယ်ဆိုပြီးပစ်တက်လိုက်တာကိုဒီအကြောင်းကိုမသိတဲ့လူမရှိပဲတကယ်လို့ရွှေခိုးတယ်ဆိုရင်တော့ပြတ်တက်တဲ့အထိမလုတ်တင်ဘူးလို့ဖြစ်စဉ်အသေးစိတ်သိရှိတဲ့ဒေသခံတယောက်ကပြောပါရယ်။ပြည်ခေ2024ခုနှစ်ကလည်းတပိတ်ချင်းမြို့နယ်ဝတ်တီဖက်ရှိကြီးရွာအနီးကရွှေလုတ်ကွက်အတွင်းအယတား၄ယောက်နဲ့စင်ကူးမြို့နယ်ကကန်တောင်ရွာကအယတား၂ယောက်ပြစ်တက်ခံရသေးတယ်လို့မြို့ကန်တွေကပြောပြပါရရှင်။ စကိုင်းတိုင်းဆလင်းကြီးမြို့နယ်ပလောင်ကျေးရွာရွှေလေကျေးရွာတုံကျေးရွာနဲ့တောကြောင်ကျေးရွာတွေကိုအော်တိုဘားလ18ရက်နေ့မနက်ပိုင်းကစစ်ကော်မရှင်တပ်ကစစ်ကြောင်းထိုးနေတာကြောင့်တောင်းနေချီတဲ့ဒေသခံတွေဟာထွက်ပြေးတင်းရှောင်နေကြရတယ်လို့ဒေသခံတွေစီကသိရပါဗျ။အဲ့ဒီစစ်ကြောင်းဟာအော်တိုဘားလ18ရက်နေ့ညနေပိုင်းကမုံရွာမြို့ကနေကားတွေနဲ့ပသိမ်မုံရွာကားလန်အတိုင်းတရုတ်ဝမ်ပေါင်ကျင်းနီစီမံကိန်းကိုဝင်ရောက်ပြီးဒီကနေ့မနက်မှာကျေးရွာတွေကိုစစ်ကြောင်းထိုးနေတာလို့သိရပါဗျ။ ဒါအပြင်အဲ့ဒီစစ်ကြောင်းကကြေးရွာတွေအတွင်းဒေသခံတွေရဲ့လူသုံးကုန်နဲ့စားသောက်ကုန်တွေကိုခိုးယူသွားတယ်လို့သိရပါဗျ။အင်အား90လောက်ကလက်နက်ခဲယမ်းအစုံနဲ့ဝင်လာလို့ဒေသခံတွေကအလို့အယက်ရှောင်တိန်နေကြတဲ့အချိန်အိမ်တွေကဖုန်းတွေပတ်စံတွေနဲ့စားသောက်ကုန်တွေကိုယူပြီးထွက်သွားကြတယ်လို့ဒေသခံတယောက်ကပြောပြပါဗျ။လက်ရှိမှာလည်းတုံကြေးရွာနဲ့တောကြောင်ကြေးရွာတွေကိုစစ်ကြောင်းနှစ်ကြောင်းခွဲပြီးဝင်ရောက်နေတဲ့အပြင်ညောင်ဝင်းကြီးရဲစခန်းကနေစစ်ကြောင်းတစ်ကြောင်းနဲ့ ဝမ်ပေါင်းစီမံကိန်းကနောက်ချန်စစ်ကြောင်းတစ်ကြောင်းကဆလင်ကြီးမြို့နယ်အတွင်းကကြေးရွာတွေကိုစစ်ကြောင်းထိုးလှည့်ပတ်နေတယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင်။ကချင်ပြည်နယ်ဖားကန့်ဒေတာမှာငားလာကြော်ကြစစ်ကြောင်းထိုးစည်ရေးလှုပ်ရှားနေတဲ့စစ်ကောင်မရှင်တပ်အင်အားတချို့အခုရပိုင်းအတွင်းဖားကန့်ကာမိုင်းလမ်းဘက်ကိုဥတီပြီးပြန်ထွက်ခွာသွားတယ်လို့သိရပါဗျ။ဟန်နာသတင်းပေးပို့ထားပါရရှင်။ ပြီးခဲ့တဲ့အပရလကစပြီးပကံမျိုးနယ်ချဲစစ်ကြောင်းချိုးဝင်ရောက်လာတဲ့စစ်ကော်မရှင်တပ်တွေချဲကမော်စီစာဖျားကုန်းနဲ့စစ်ပွန်အမိုက်ပုံနေရာမှာတပ်ဆွဲထားတဲ့စစ်ကြောင်းတွေပြန်ဆုတ်ခွာသွားပြီးဖြစ်တယ်လို့ဖကံဒေသခံတွေစီယာတီးရပါတယ်။အောက်တိုဘာ14ရက်လောက်ကစပြီးဖကံမျိုးအဝင်ရန်ချဲစစ်ရုံကနေတဆင်ကားမိုင်းဘက်ကိုစစ်အင်အားနေရာဝန်ကျင်ခန့်ရှိတဲ့စစ်ကြောင်းတွာလာနေတယ်လို့ဆိုပါတယ်။စလီယနေလောက်ကစပြီးရောဘနိုဒီမိုစီစာဖျောက်ကုန်းကနေဆင်းလာတာ ်ဒီအမိုက်ပုံဘက်ကလည်းတချို့ဆင်းသွားတယ်ဆင်းသွားတယ်ဆိုပြီးကြားရပေါ့နော်အလုံးပြန်ဆုပ်သွားတော့မဟုတ်ဘူးပေါ့နော်ဒီမောဝန်ကြီးမောဝန်လေးမောမောင်ညာပဲပေါ့နော်အခြားဒီတခြားဒီစစ်တပ်နေရာယူထားတဲ့နေရာတွေမှာရှိသေးတယ်ပေါ့နော်မြို့ဝင်ဒီရန်ချက်ကနေဟိုကာမန်ဘက်ကိုဆင်းသွားတယ်လို့ကြားရပေါ့နော်ရင်အားကတော့တရားကနေနေရာဝန်ကျင်ပေါ့စစ်ကောင်မရှင်စစ်ကြောင်းတချို့ထွက်ခွာလာပြီးနောက်ဖကန်မြို့အနီးတစ်ဝိုက်မှာ လက်နက်ကြီးပစ်ခတ်တံတွေကြာနေရသေးပေမဲ့လည်းတိုက်ပွဲဖြစ်နေတဲ့မလန်းကျွာဘက်မှာတော့တိုက်ပွဲပြန်ငြိမ်သွားတာရပ်ပိုင်းရှိပြီလို့ဆိုပါတယ်စစ်ကောင်စင်စစ်ကြောင်းလုံခင်ကနေလဲပြင်းရန်ချက်အထိစစ်ကြောင်းထွက်ခွာသွားတဲ့အခါမှာလမ်းတလျှောက် KNI ပူပေါင်းတပ်တွေကမိုင်းဆွဲတိုက်ခိုက်တာတွေလှုပ်ဆောင်ခဲ့ပေမဲ့လည်းစစ်ကောင်မရှင်စစ်ကြောင်းတွေထွက်ခွာသွားနိုင်ခဲ့တယ်လို့သိရပါတယ်အခုလိုစစ်ကြောင်းတချို့ဖကန့်ဒေသခြေကပြန်ထွက်ခွာသွားတာဟာတတ်ချင်းတာဖြစ်နိုင်တယ်လို့တခြားဒေသကိုစစ်ကူပို့တာလည်းဖြစ်နိုင်တယ်လို့ ဖကန်ကနေမချနာကိုဆင်လာတဲ့ခီးတဲ့တယောက်ကပြောပါရင်ဖကန်ကနေဆင်လာတဲ့တန်းတခြားမှာဘောနော်သူစစ်ကြောင်းနဲ့တွေ့လို့လာမှတော်တော်ကြာအာကြာသွားတယ်ဘောနော်ဆီလပင်းကားတွေနဲ့ရောလို့စစ်တားတွေနိုင်လာတာလို့ချောက်စီခုနစီလောက်တွေ့လိုက်တယ်ဘောနော်ဟိုလိုပါဂျေရိုနဲ့ဒီလိုကားတွေနဲ့ပါတယ်ဘောနော်ဆိုင်းဘရန်မြောက်ကျင်လာမှာအာပိတ်မိကြတယ်ဘောနော်ပိတ်မဖြတ်ဘူးအဲ့ဒီဖကန်ကနေနတ်မြတ်တချို့ဘောနော်တချို့ကဒီစစ်တပ်ကြီးတွေထိုင်လိုက်တာဘောနော် အဲလမ်းမှာလည်းဒီအားလုံးအများကြီးတွေ့ကြတာတော့ဒီတချိန်တလားစစ်ကူတော်လားတော့ဒီကုကူတော်ဒီကုပဲဘောနော်အခုလက်ရှိကချင်ပြည်နယ်ဖက်ကန်ဒီတာမှာတမ33နဲ့မိုးကောင်းစက်ကောက်ခ3အပါဝင် ရှန်နီပြည်သူစစ်ပူပေါင်းအဖွဲ့တွေကစစ်ကြောင်းထိုးလှုပ်ရှားနေတာပါဖကမ်မှာပြီးခဲ့တဲ့ဧပြီလကစတင်ပြီးစစ်ကော်မရှင်နဲ့ပြည်သူ့စစ်ပူးပေါင်းထားတဲ့စစ်အင်အားတွေ၃ချိန်ထပ်မံစစ်တောင်းထိုးဝင်ရောက်လာခဲ့တာကြောင့် စစ်တောင်းထိုးရတဲ့အင်အားတစ်ထောင်ဝန်းကျင်ရှိနိုင်တယ်လို့ပကံဒေတာခန်ဒီကပြောပါတယ်စစ်တောင်းတချို့ပြန်ပြီးထွက်ခွာသွားပြီမယ်အင်အားအများပိုင်းကဖကံဒေတာမှာကျန်ရှိနေသေးတာကြောင့်ဖကံတိုက်ပွဲကအခြေအနေတွေကိုတော့တတိထားဆောင်ကြည့်ရအောင်မှဖြစ်တယ်လို့ဒေတာခန်တွေကဆိုပါတယ်စစ်ကော်မရှင်တပ်ရဲ့ထိုးစစ်၅လကျော်အတွင်းကားမိုင်းနဲ့ရဖကံလမ်းပိုင်းလုံခင်ကြီးရွာအုပ်စုနဲ့ဖက်ကမြွတ်တွင်းနေရာတော်တော်များများကိုစစ်တပ်ကဝင်ရောက်နေရာယူနိုင်ခဲ့တာဖြစ်ပါတယ်။ကျမဟန္နာပါ မက္ကဆီကိုရာဇဝတ်ကိုင်းတပ်ဖွဲ့ဟာအော်တိုဘားလ15ရက်နေ့ဗုဒ္ဓဟူးနေ့ကမြောက်ပိုင်းနယ်စပ်မြို့တရားဝါနာမှာရှိတဲ့ပြည်နယ်ရှိနေချုပ်ယုံကိုလက်လုံဒရုန်းတစ်စင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့မက္ကဆီကိုအာဏာပိုင်တွေကပြောကြားပါဗျာ။ တန်ချောင်းတွေနဲ့တတူအပိုင်းစာတွေပါရှိတဲ့အကျန်းစားလက်လုပ်ဖောက်ခွဲရေးဖြစ်စီဟာရှိနေကြုံရုံရဲ့ပြန်ပြီးဆွဲမှုတိုက်ဖြတ်ရေးဌာနအပြင်ဘက်ကိုထိမှန်ခဲ့ပြီးမော်တော်ကားတချို့ပျက်စီးခဲ့ပေမဲ့လူသေးပျောက်တော့မရှိခဲ့ဘူးလို့ဘာဟာကယ်လီဖိုးနီးယားပြည်နယ်ရှိနေကြုံမာရီယာအယ်လနာအန်ဒရာဒေကသတင်းထောက်တွေကိုပေါ်ဒိုနေမှာပြောကြားခဲ့ပါတယ်။ ရရှိထားတဲ့ထောက်လိုင်းအချက်လက်တွေအရဒီတိုက်ခိုက်မှုရဲ့နောက်ွယ်မှာရာဇဝတ်ခိုင်းကြီးကြီးမားမားတခုရှိနေကြောင်းအန်ဒရာဒီကပြောဆိုပါရယ်ဒါပေမဲ့နာမည်ထုတ်ပြောဖို့ကိုတော့ညှင်းဆိုခဲ့ပါရယ်ဗုဒ္ဓဦးနေ့ကတရားဝါနာမျိုးမှာရှိတဲ့အမေရိကန်ကောင်စစ်ဝင်ရောကတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးလုံခြုံရေးသတိပေးချက်ထုတ်ပြန်ခဲ့ပါရယ်ရှင် TV ဥမြင့်တန်းကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်